မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လာ6ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကင်းအနီပြည်လွိုက်ကော်မြို့နယ်မှာစစ်တပ်စခန်းနဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားအယောက်20ကျော်သေဆုံးပြီးလက်နက်၈လက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ3ရက်နေ့မနက်9:00နာရီကလွိုက်ကော်မြို့နယ်တပြေကုန်းဖုန်ကြီးကျောင်းဝင်းအတွင်းထဲမှာအခိုင်အမာတပ်ဆွဲထားတဲ့တပ်စခန်းကိုကရင်နီတော်လိုင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတိုက်ခိုက်နေတဲ့အချိန်မှာ စီဆိုင်မြို့နယ်ဘက်ကနေပြီးတော့ထွက်လာတဲ့စစ်ကူစစ်ကြောင်းကိုထမှန်ပြီးတော့ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒီလ3ရက်နေ့မနက်9:00နာရီလောက်မှာတိုက်ပွဲဖြစ်ခဲ့တာပါတပြေကုန်းရွာဆိုတာကလွိုက်ကော်မြို့နယ်တွေကရွာပေါ့စစ်ခွေးတွေကတော့လွိုက်ကော်မြို့ကနေပြီးတော့ထွက်ထိုင်တာများတယ်စစ်ကူကတော့ရှမ်းတောင်စီဆိုင်ဘက်ကနေ PNO တွေနဲ့တွဲပြီးလာတာပါလို့ KNDF တော်လှန်ရေးသတင်းရင်းတွေကပြောပြထားပါဗါ ဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်20ထက်မနည်းသေဆုံးကစစ်ကောင်စီတပ်သားများအုံပြုတဲ့ MA1 အမျိုးအစားတပ်နဲ့၅လက် AK47 အမျိုးအစားတပ်နဲ့တလား MA4 အမျိုးအစားတပ်နဲ့တလား RPG အမျိုးအစားတပ်နဲ့တလားနဲ့အခြားလက်နက်ခဲယမ်းများကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုကရင်နေအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာအမတ်နဲ့နဲ့အတူဗျူဟာအမတ်နဲ့အောက်မှာရှိတဲ့တိုင်ရင်းများမဟာမိတ်တပ်ပေါင်းစုများကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲတပ်ဖွဲ့ဝင်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF အမတ်နဲ့ဗျူဟာကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမရမ်းကုန်းမြို့နယ်မှာမေလ22ရက်နေ့ကအငိမ့်စားဗုံမှုချုပ်ချိုးထုံးအောင်ပြစ်ခတ်ခံရပြီးတော့တေဆုံးမှုမှာလောက်ချံပါဝင်သူများဆိုပြီးတော့အသက်6နှစ်အရွယ်ကလင်းငယ်အပါအဝင်ပြည်သူ16ဦးကိုဖမ်းဆီးရမိထားတယ်လို့အကြမ်းဖက်စစ်ကောင်စီကမနေ့ကညပိုင်းမှာထုတ်ပြန်ထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ေလ22ရက်နေ့ကစစ်ကောင်စီရဲ့တောက်တိုင်လဲဖြစ်2023ခုနှစ်မှာမင်းအွန်လိုင်းကိုတိုင်ဝနာကျော်ထင်ဘွဲ့ပေးရခံရသူဗိုလ်ချုပ်ချိုးထုံးအောင်ကို၎င်းရဲ့နေအိမ်ရှိမှာတွင် Golden Valley Warriors မြို့ပြပျောက်ကြားရဲဘော်များကပစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။သိဆုံးသွားခဲ့တဲ့ဗိုလ်ချုပ်ချိုးထုံးအောင်ဟာနိုင်ငံတော်ကာကွယ်ရေးတပ်ကတော် National Defense College NDC မှာ Internet Security and Counterterrorism နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားနေသူလည်းဖြစ်ရောစစ်ကောင်စီရဲ့တောက်တိုင်လည်းဖြစ်တဲ့အတွက်ကြောင့်ဒုစစ်ခေါင်းဆောင်စိုးဝင်းကလုံခြံသူများကိုရှာဖွေဖမ်းဆီးရန်ဖိအားမျိုးစုံပေးခဲ့တယ်လို့သိရပါတယ်။မနေ့ကညပိုင်းမှာစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာဗိုလ်မှူးချုပ်ချုပ်ထွန်းအောင်တိတ်ဆုံးမှုမှာလုံခြံပါဝင်နေဆိုပြီးတော့အသက်6နှစ်အရွယ်ကလင်းငယ်တအုပ်အပါအဝင်လူပုတ်ကို16ဦးကို တရားခံများဆိုပြီးတော့သတင်းထုတ်ပြန်ပေါ်ပြလာပါတယ်ရန်ကုန်အခြေစိုက် Golden Valley Warriors မြို့ပြပျောက်ကြားတပ်ဖွဲ့တွေကတော့စစ်ကောင်စီက6နှစ်အရွယ်ကလေးငယ်ကိုပါစစ်တပ်ကတရားခံလို့လိန်လဲအမြီတပ်ပြီးဖမ်းဆီးပြခြင်းဟာအပြစ်မဲ့တဲ့ပြည်သူများကိုဆန္ဒတနာမိကြောင်းရဲဘော်များကဘေးကင်းကြောင်းပြောဆိုထားပါတယ်ကျွန်တော်တို့ထူးထူးခြားခြားဖြေဆိုစရာမရှိပါဘူး ်အပြစ်မဲ့တဲ့ပြည်သူတွေကိုပဲစာနာတနာမိပါတယ်ရဲဘော်တွေအားလုံးဘေးကင်းလုံခြုံကြောင်းကျွန်တော်တို့ပြောထားပြီးဖြစ်ပါတယ်လို့ Golden Valley Warriors မြို့ပြပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်စစ်ကောင်စီရဲ့တရင်ထုတ်ပြမှုများကိုလေ့လာကြည့်ခြင်းအပြင်ကလေးတငယ်များတက်စီသမားများဘေးရဲဆိုင်ကယ်ကယ်ရီသမားများနဲ့ CDM ဆရာဝန်များကိုဇလန်းစင်တရင်ထုတ်ပြခြင်းသာဖြစ်တယ်လို့ CDM ကျောင်းဆရာတို့ကတုံ့သက်ပြောဆိုထားပါတယ်ကလေးလေးတွေတက္ကစီသမားတွေဘေးရွယ်သမားတွေ CDM ဆရာဝန်တွေကိုပါဖမ်းပြပြီးတော့တရားခံလုပ်ပြပုံထောက်ရင် ဒီကောင်တွေကိုအထက်ကတော်တော်ထောင်းတာလို့ဖြစ်မယ်ဖမ်းနေရရှောက်ဖမ်းတာမှစာတေချာဖတ်ကြည့်တာနဲ့သိတာပါတယ်ဖတ်ကြည့်ရတဲ့လောက်ဆက်ဆက်မှုလည်းမရှိပါဘူးတေချာတာကတော့တော်တော်အဖိထောင်းခံထားရလို့ပြည်သူတွေကိုပြန်မဲတာမျိုးပဲလို့လွံ့မြောက်နေမြေမှာရောက်နေတယ်စီဒီအမ်ကျောင်းဆရာတဦးကတုံးသက်ပြောဆိုထားပါတယ်တော်လိုင်းဘတ်တော်သားတဦးကတော့စီကောင်စီရဲ့သတင်းထုတ်ပြန်ချက်ကိုဖတ်ရှိကြည့်ပါကအသက်6နှစ်အရွယ်ကလင်းငယ်ဦးပါတရခန့်လုတ်ပြပြီးတော့တော်လိုင်းသမားများကိုကြောက်စိတ်ဝင်စေရန်ချင်းချောက်တဲ့ပုံစံမြင်နေရတယ်လို့ပြောဆိုထားပါတယ် စစ်ကောင်စီကထုတ်ပြန်တဲ့ CCTV မှတ်တမ်းဓာတ်ပုံထဲမှာစပိန်ဟာငွေရောင်ဘက်ထရီနှလုံးတက်ဘိန်းဖြစ်တော့လေစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ကြမှာတော့အဖြူရောင်ဘက်ထရီသုံးလုံးတက်စပိန်ဖြစ်တယ်လို့ဖော်ပြလာတာကိုတွေ့ရကြောင်း CDM များကိုချိန်ချောက်ပြီးတော့တရားခံစီရင်တဲ့အခြေအနေကိုလည်းမြင်ရကြောင်းပြောဆိုထားပါတယ် ဘုံမှုချုပ်ချိုထွန်းအောင်တည်ဆုံးမှုကိုစောင့်ကြည့်လေ့လာနေတယ်။မယံကုန်းမြို့နယ်ကပြည်သူတအုပ်ကတော့ဘုံမှုချုပ်ချိုထွန်းအောင်ပြစ်တက်ခံရတဲ့နေရာအနီးမှာရှိတဲ့စောက်လုပ်ရေးလုပ်ငန်းခွင် site ထဲကအလုပ်သမားများကိုပါတရားခံစည်းရုံးကိုတွင်းထားတယ်လို့သိရကြောင်းသုံးသပ်ပြောဆိုထားပါတယ်။မြို့ပြတော်လှန်ရေးတပ်တခုကလက်နက်ခဲယံကျွမ်းကျင်သူတအုပ်ကစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာပါဝင်တဲ့လက်နက်ကိုတေချာစွာကြည့်ရှုစစ်ဆေးတဲ့အခါမှာတနက်အစ်စ်မဟုတ်ပဲ ရိုပိန်ဂတ်စ်နဲ့ပြည့်ရတဲ့ကွန်ဆေးတနက်ဖြစ်တာကိုစီစဉ်တွေ့ရှိရတယ်လို့သုံးသပ်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝမ်းကတိုက်ပွဲများအတွင်းမှာစစ်ကောင်စီတပ်ကဘုံမှုချုပ်အစ်စ်နှစ်ဦးအပါအဝင်စစ်အရာရှိ18ဦးသေဆုံးသွားပြီးတော့ဒုဗိုလ်မှူးကြီးတအူးကိုစစ်တုံးမှန်းအဖြစ်နဲ့ဖမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလအတွင်းမှာစစ်ကောင်စီတပ်ကအရာရှိနဲ့စစ်သည်အများအပြားတိုက်ပွဲအတွင်းမှာသေဆုံးခြင်းဗမော်မှာရဟတ်ရင်နှစ်စီးပြစ်ခတ်ခံရပြီးတော့ ပြက်ကြပြီးစစ်တပ်ဘက်ကအရာရှိနဲ့စစ်တေအများအပြားတိတ်ဆုံးခြင်းအပါအဝင်အရေးအတွက်အားဖြင့်များစွာတိတ်ဆုံးခဲ့တယ်လို့ထိပ်ပိုင်းကစစ်အရာရှိများနဲ့ထင်းသာမြင်သာရှိတဲ့အရာရှိငယ်များရဲ့တိတ်ဆုံးမှုစည်ရင်းများကိုပြန်လည်ပြုစုရမှာဗိုလ်မှူးချုပ်အစ်စ်နှစ်ဦးအပါအဝင်စစ်အရာရှိ18ဦးတိတ်ဆုံးပြီးတဦးကိုတုံ့ပန်းအဖြစ်နဲ့ဖမ်းဆီးရရှိမှုကိုမှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကရင်ပြည်ဗိုလ်လက်ခဲတိုက်ပွဲမှာမေလ6ရက်နေ့ကစစ်ကောင်စီဘက်ကတပ်မ66ဗျူဟာမှုဗိုလ်မှူးကြီးအောင်ကျော်တက်ခေါ်အုံးဖေ DSA 44တိတ်ဆုံးသွားခဲ့တယ်လို့သိရပါဗါးမေလ10ရက်နေ့ကဘကိုးတိုင်းရွှေကျင်မြို့နယ်ညောင်ချေတော့ဂျေးဘောင်မှာရှိတဲ့စစ်ကောင်စီရဲ့ခမရ96တိုင်ရင်ဌာနချုပ်ကို KNL SOF PDF ပကဖ Local PDF နဲ့ drone အဖွဲ့တို့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စေကောင်းစီတက်ကတက်ထောက်ဘိုးကြီးရှိုင်းပြေအောင်တိတ်ဆုံးသွားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် မေလ18ရက်နေ့ကတောင်ကို၄တက်စခန်းကိုတော်လိုင်းတက်များကတရားခွန်မမရှော့တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာဒုတိယဘုံမူကြီး၂ဦးနဲ့ဘိုးကြီး၂ဦးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။အလားတူပဲမေလ19ရက်နေ့ကတန်တောင်ကြီးမြို့နယ်မှာရှိတဲ့စေကောင်းစီတက်မတော်ကြီးတန်တန်းချောင်းကိုတရားခွန်မမရှော့တိုက်ဒုံးနဲ့ပြစ်ခတ်ခဲ့ရဘုံမူ၃ဦးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။ကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာပို့တယ်။ စစ်တပ်ရဟယင်နှစ်စီးကို KIA ကပြစ်ချတိုက်ခိုက်ခဲ့ရာရဟယင်တစ်စီးဟာရွှေကူမြို့နယ်အတွင်းပြတ်ကျသွားခဲ့ပြီးတော့လေရင်ရဟယင်မှုဘိုးကြီးမျိုးထက်အောင်အပါအဝင် လေတပ်အရာရှိ၃ဦးစစ်ဗျူဟာမှုအပါအဝင်စစ်သား၁၉ဦးသေဆုံးသွားတယ်လို့သိရပါတယ်အလားတူပဲမေလ၂၁ရက်နေ့မနေ့၉နာရီ၄၀မိနစ်အချိန်မှာစကိုင်းတိုင်းစားလင်းကြီးမြို့နယ်ရန်စီဝမ်ပေါင်ကဂျင်းနီတွဲကအကာအကွယ်နဲ့လုံခြုံရေးယူဖို့ထွက်လာတဲ့စစ်တပ်ကိုရင်းမာပင်မြို့နယ်အဆက်မှရှိတဲ့ မြောက်ရမားတံတားမှာတော်လိုင်းတပ်ဖွဲ့များကမိုက်ဆွဲတက်ခတ်ရောက်စစ်ကောင်စီတပ်က ဗိုလ်မှူးညံထွန်းအပါအဝင်စစ်သား5ဦးတေဆုံးသွားတယ်လို့သိရပါဗျ။မေလာအတွင်းမှာထူးခြားဖြစ်စဉ်အဖြစ်နဲ့ရန်ကုန်မြို့မယံကုန်းမြို့နယ်မှာမေလာ22ရက်နေ့ကအငိမ့်သာဗိုလ်မှူးချုပ်ချိုထွန်းအောင်ကိုတော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ရာအဲ့ဒီဗိုလ်မှူးချုပ်ဟာပွဲချင်းပြီးတေဆုံးသွားတယ်လို့သိရပါဗျ။ရခိုင်ပြည်နယ်မှာလည်းမေလာ26ရက်နေ့ကကြောက်ဖြူမြို့နယ်မှာဖြစ်ပေါ်တဲ့တိုက်ပွဲအတွင်းမှာတမ71ကဗျူဟာမှုဗိုလ်မှူးချုပ်ကျော်မျိုးအောင်ဟာအေအေရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးသွားခဲ့တယ်လို့သိရပါဗျ။ အလားတူပဲအေအေရဲ့ပြစ်ခတ်မှုကြောင့်ကြောက်ဖြူတိုက်ပွဲမှာခမရ943ကဗိုလ်ကြီးတအုပ်နဲ့တေဆုံးခဲ့ရတယ်လို့သိရပါတယ်စစ်အရာရှိကြီးတအုပ်စစ်တုံးဘက်အဖြစ်နဲ့ဖမ်းဆီးခံရမှုအဖြစ်မေလ30ရက်နေ့ကရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မင်းတပ်တောင်ကြီးရွာတိုက်ပွဲမှာတိုင်းစစ်ဦးစီးပထမဒဏ် G1 ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်ကိုစစ်တုံးဘက်အဖြစ်နဲ့အေအေကဖမ်းဆီးရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကြက်ပောင်ချံရက်ကွက်မှာဒုတိယဗိုလ်မှူးကြီးအောင်မြင့်တန်းထံကိုတလားကို350ပေးပြီးတော့ရောင်းကစားဝိုင်းများအကြီးအကျယ်ပြုလုပ်နေတော့လေစစ်တပ်နဲ့ရဲကမဖမ်းရဲပဲနဲ့လက်ဆောင်ထားကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လွန်ခဲ့တဲ့6လလောက်ကစတင်ပြီးတော့မြစ်ကြီးနားမြို့ကြက်ပောင်ချံရက်ကွက်မှာရောင်းကစားဝိုင်းကိုခြံဖွင့်ပြီးတော့စောင့်ရွက်နေပြီးအဲ့ဒီရောင်းကစားခြံပိုင်ရှင်ဟာမြင့်စော်ဆိုသူဖြစ်တယ်လို့သိရပါဗျ။ ၎င်းကနေမြေကန်တရင်ကဒုတိယဘုံမူကြီးအောင်မြင်တန်းကိုလစဉ်ငွေကျပ်350လက်ငွေပေးနေရတယ်လို့သိရပါဗါးဒါကြောင့်နေမြေကန်တက်တဲ့ရဲများကအဲ့ဒီလောင်ကစားဝိုင်းကိုမဖမ်းရဲပဲလောင်ကစားဝိုင်းဟာလည်းနေရောညပါအလွန်အတင့်ရဲလာတယ်လို့သိရပါဗါးလောင်ကစားဝိုင်းဟာတွင်ကျယ်လာမှုနဲ့အတူ လူရက်ခိုးဆုံးမှုများလဲမြင့်တက်လာတယ်လို့သိရပါတယ်။လောင်ကစားခြံဝင်းထဲမှာလောင်ကစားနှီးမျိုးစုံလုံနေကြတာလောင်ကစားဝိုင်းပိုင်ရှင်မြင့်စော်ကဘု து ကုံမှဂယုမဆိုင်ဘူးဒုတိယဘုံမူကြီးအောင်မြင်တန်းနဲ့ပိုင်နေဆိုပြီးတော့တာမန်ရဲနဲ့စစ်သားလောက်ကတော့ဆဲဆိုပြီးတော့အောင်ငေါက်ထုတ်နေတာလို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပြထားပါတယ်။ဒေတာကန်ပြည်သူများကလောင်ကစားဝိုင်းနဲ့ပတ်သက်ပြီးတော့မကြာခဏတိုင်ကြားထားတော့လေမြည်သည့်ဌာနအဖွဲ့အစည်းကမှဖမ်းဆီးပေးနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။မြင့်စော်က အခုနိုင်ငံတော်ကိုတက်ကအုပ်ချုပ်နေတာကဘဲကောင်ကိုဂယူးဆက်ရမှာလဲဆိုပြီးတော့တိုင်တဲ့သူတွေကိုပါပြန်ပတ်နေတာလို့ဒေသတွင်းသတင်းအရေးမြစ်ကပြောပြထားပါဗျ။ကချင်ပြည်နယ်မြေကြီးနားမြို့ကျပ်ပေါင်ချန်ရက်ကွက်ကလောင်ကစားဝိုင်းများကြောင်းဒေသကလူငယ်လူရွယ်များနဲ့ပြည်သူများဟာနေ့စဉ်လောင်ကစားဝိုင်းမှာတင်အချိန်ကုန်နေကြပြီးတော့ပတ်ဝန်းကျင်တစ်ခုလုံးမှာလဲအမြဲတစေလူဝင်လူထွက်များစွာနဲ့ရာဇဝဲမှုများများပြားလာကလုံခြုံမှုမရှိတဲ့အခြေအနေဖြစ်ပေါ်နေတယ်လို့ပြည်သူများကတိုင်ကြားပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွင်ခရိုင်ဒဝေချင်းမြို့နယ်ကြက်ရိုးပင်ရွာဖုန်ကြီးကျောင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရာတန်ဃာတော်တပားပြန်လည်တော်မူသွားပြီးတော့ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ9ရက်နေ့ညနေ9:18မိနစ်အချိန်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့တပိတ်ချင်းမြို့နယ်ကြက်ရိုးပင်ကျေးရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်ဆက်တပ်ရဲ့ဒရုန်းလေတပ်ကနေတက်လာတဲ့ Jet Fighter တိုက်လေရင်နဲ့ဘုံကျဲချခဲ့ရာ တတ်တော်68နဲ့အရွယ်ရှိတဲ့တန်ဃာတော်တစ်ပါးပြန်လည်တော်မူသွားပြီးတော့အမျိုးသား3ဦးနဲ့အမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ပြန်လည်တော်မူတဲ့ဆရာတော်ကတတ်တော်က68နဲ့ဝါတော်ကတော့မသိရသေးဘူးတိမ်ကြောင်းဆောင်တစ်ဆောင်ပြက်စီးသွားတယ်ဘုံကတော့တလုံးကျဲသွားတာပေါင်ဘလောက်ဘုံလဲတော့ခံမလို့မရဘူးလို့ပြင်းလွင်ခရံပြည်သူ့ကာကွယ်အဖွဲ့ပကဖတာဝန်ခံကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီဟာဇွန်လတရက်နေ့ကနေပြီးတော့30ရက်နေ့အထိ ယာယီအပြစ်ခတ်ရစဲချောင်းကြီးညာထားတော်လဲအဲ့ဒီကြီးညာချက်ကိုချိုးဖောက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အရသာပြည်သူများနေထိုင်ရာခြေရွာများဖုန်ကြီးချောင်းများစာတင်ချောင်းများကိုပြစ်မှတ်ထားပြီးတော့လေချောင်းကနေဘုံကျဲတက်ခတ်နေခြင်းဖြစ်ပြီးတော့ပြည်သူများအနေနဲ့စစ်ကောင်စီနဲ့ဝေယာမနေထိုင်ကြရန်နဲ့လေချောင်းရန်ကာကွယ်နိုင်ရန်အတွက်ဘုံခုကျင်းများကိုတူထားကြရန်တော်လိုင်းတပ်ဖွဲ့များကနှိုးဆော်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ